ားလုံးပဲမင်္ဂလာပါရှင်ဒီနေ့မှာတော့ဆီယာမခင်ခင်သူရေးသားထားတဲ့ challenge ဆိုတဲ့ဝိထုတော်လေးကိုဖတ်ပြပေးမှာဖြစ်ပါတယ်ကျမနဲ့တူ နားဆင်ခံစားကြပါရှင် challenge နက်မိုးလင်းတာနဲ့အကြော်ပန်းကြီးခေါင်းပေါ်တင်ပြီးအရက်တကာနေရာတကာလှည့်ရောက်နေတဲ့ဖိုးချံကိုဒီဘက်ရက်ွက်ကလူတွေကတော့သိနေကြပါပြီ။သူ့ခေါင်းပေါ်ကအကြော်ပန်းကြီးကလည်းရှစ်ပေဂျိုးတုစလောင်းလောက်ရှိတယ်ဆိုတော့အဝေးကလေးကလူမမြင်ရဘူး။အဲ့ဒီရှစ်ပေဂျိုးတုစလောင်းအကြော်ပန်းကြီးထဲမှာအကြော်ကစုံနေအောင်ပါတာပါ။ကလာကြော်၊မြမကြော်၊တူဟူးကြော်၊ပူသီးကြော်ကစမုံကတိုးကြော် မုတ်လကောက်ကျော်မုတ်စီကျော်လိုမျိုးတိအမေဆောင်အောင်ပါတတ်တယ်။ gain ဟောဒီကဗျာစားကြအောင်မလား။ပဲကက်ကျော်ကျက်သွန်ကျော်ကောက်ညှင်းကျော်အကျော်ဆုံးပူပူနွေ့နွေ့ရှိရှိလျားလျားဆွဆွဲငငယ်ဟဲ့လိုက်တဲ့ဖိုးချံရဲ့အတန်အောစီစီကြီးကိုတော်တော်ဝေးဝေးကလေးကကြားနေရတဲ့တယ်။မြားတော်အဖြစ်သူ့ဘန်းနဲ့အကျော်ဆုံးပါရက်ပင်မဲ့သူ့ဟစ်တလို့ပူပူနွေ့နွေ့တော့မဟုတ်ဘူး။ ဖိုးကြံရဲ့မယားမခောက်တေးကညာနာရီပြန်နှစ်ချက်လောက်ခရေကထကြော်ပေးလိုက်တဲ့ကြော်ရီဆိုတာကရှရှာပါပါနှွေးတာကနှွေးနေသေးပေမဲ့အေးတာကတော့အေးနေပါပြီ။ဒီကြော်ရီမကုံမချင်းရွာရိုးကိုပေါလှဲ့ရောက်နေတာဆိုတော့အေးကျင်တိုင်းအေးနေတော့တာလေ။အတော်ကလေးနေမြင့်ရင်တော့အေးယုံနေမကတော့ပါဘူး။ခဲကက်တောင်းနေတယ်။ဒါပေမဲ့ဖိုးကြံကတော့အကြော်ဆုံးပူပူနှွေးနှွေးဆိုတာက တပြားသားမှမလျှော့ပါဘူး။ ဟဲ့ဖိုးကျန်မင်းဟာကပူပူနွဲ့နွဲ့ဆိုကွယူလာတော့ငါပူပူနွဲ့နွဲ့လေဗျာဟွန်းဘမာတော့ပိတ်ကက်ကျော်ကဝဲသူကလိုချင်တဲ့အကျော်ကိုဖန်ကြည့်တဲ့ဟိုရှာတေရှာလို့ရင်မီတော့ဖိုးကျန်ကပြုံးပြုံးကြီးနဲ့ခေါင်းခုစုံမျက်နှာကိုပုတ်ရင်မှင်တေတေဖြေးတာပါပဲအေးကုံခဲ့ပြီထင်တယ်ကဲပါတခါတလေစက်တော်ကျော်ကလေးစားစမ်းပါဗျာစက်တော်ကလေကောင်းတဲ့ဟဲ့စားခြင်းပါ မပါဘဲနဲ့ဘာလို့ထဲ့អော်ရတာလဲဖို့ចាញ់ရဲ့ပါတာမပါတာငါလည်းမသိပါဘူးဟာបើဇက်ថဲတွေ့ရកောက်អော်လိုက်တာပဲသူ့បန်းနေកាអចរីမျိုးဆုံးအောင်သူမហិតနိုင်တယ်လို့ဖို့ចាញ់ហិតတိုင်းလည်းမဟုတ်တာសាទងသူတွေကទីနေကြပါပြီဖို့ចាញ់បန်းနေတွေ့တဲ့အចောမဝဲချင်းဝဲချင်းဝဲလိုက်တာ ਨੇ ဒီပြေတနာကဒီမှာပဲပြည်လဲသွားရတာများတယ်ဖို့ចាញ់ကလည်းသူហិតချင်ရဟိလူတွေကလည်းကိုဝဲချင်းနဲ့ဟာဝဲ လူတွေနဲ့ဖိုးကြံကြမှာဘာစီဝါရေးနေပြူဟာမှမလို့ဘူးဖိုးကြံကလည်းဘာစီဝါရေးနေပြူဟာမှနားမလဲပါဘူးရောင်းသူနဲ့ဝဲသူကျင်းနဲ့ရင်ပြီးစတဲ့ကိုသူတော်ဝင်ကမခောက်တေးထည့်ပေးလိုက်တဲ့အကြော်ရီမကုံမချင်းသူလှည့်ရောင်းရမယ်ဘန်းလေးကအကြော်ကုံလောက်ပြီးဆိုရင်တော့သူ့အိမ်ကိုပြန်မယ်အကြော်ရောင်းရသမျှငွေကလေးမခောက်တေးလက်ထဲတပြားမကျန်ထည့်လိုက်ရင်ဒါပြီးပြီ ငွေကလေးအပ်လိုက်တော့မှမကောက်တေးကလေနောက်တနေ့စာအတွက်ပဲဝဲစီဝဲထင်းကလေးပြေးဝဲပြီးပိုးတဲ့ပစံကို၄000မုံပုံစုဖို့ကြည့်တဲ့ထည့်လိုက်တာပါပဲဖိုးကြံကိုအကြော်ရောင်းတာဘလောက်မြက်တယ်လဲမေးရင်မကောက်တေးရဲ့ဘေးကစုဖို့ကြည့်ကိုမေးငေါ်ပြလိုက်တာပဲဒါကလည်းပုံမှန်တော့မဟုတ်ဘူးစုဖို့ကြည့်တဲ့ကို တခါတလေအရွက်ကြီးကြီးထည့်နိုင်မယ်မဲ့တခါတလေအရွက်သေးသေးတော့အနိုင်နိုင်ရဲ့ ဒါပေမဲ့မကောက်တေးကလည်းဖိုးကြံကိုဘာရီသုံးပစ်ခဲ့တယ်လဲလို့မမေးဘူးဖိုးကြံကလည်းနင့်စုဘူးကြီးတယ်ဘလောက်ရပြီမှန်းတုံးလို့တခုံးမမေးဘူးဘူးသူတို့လင်မယားစီးပွားဘလောက်ဖြစ်တယ်လဲဆိုတာစုဘူးကြီးကလွဲပြီးသူတို့လင်မယားတောင်သိတာမဟုတ်ဘူးတေးစုဘူးကြီးကသူတို့လင်မယားရဲ့ငွေစုစာအုပ်ပဲစည်ရင်းရှင်အံ့ငွေပဲဒီပုံထဲကပဆန်ကသူတို့ရဲ့ပိုင်ဆိုင်မှုပဲ ဖိုးကြံတို့မှာကသာသမီဆိုလို့တယောက်တလေမှတော့မထောင်းကားခဲ့လေတော့လင်ကိုမင်းရနှစ်ယောက်ထဲကိုငတ်တာပြက်တာလက်တာရဲလို့မရှိခဲ့ဘူးဘူးတိလည်းမတိဘူးသူတို့တိတာကအကျော်ကျော်ရောင်းဖို့ပဲဒီလုံနဲ့ဒီဝေတရားကိုတမိုင်းကြီးတာဝန်ကြီးတရလို့လောက်ကိုင်းစားတော့လာခဲ့ကြတာနှစ်ပေါင်းတော်အတော်ကြာပြီဖိုးကြံကိုတယောက်ယောက်ကအကျော်ရောင်းတာဘလောက်ကြာပလဲလို့မေးရင် သူကခေါင်းခုခွေအောက်ကထိပ်ပြောင်မြောင်ကြီးကို အရင်လှမ်းပြလိုက်တာပဲ ။ဦးဆွေးဆံမြေအမှုတော်ထမ်းခဲ့တယ်ပေါ့လေ။ဟောဒီခေါင်းသာကြည်ပါတော့။ယုံမလားတော့မသိဘူး။သပင်တမွှေးမှကိုမပေါက်တော့တာ။ကျုပ်လူမှန်းတီကလေးကအကြော်ပန်းရွက်လာခဲ့ရတာ။တသက်လုံးနဲ့ဒီလောက်တခုလှုပ်ရှားဘူးတာပဲ။ဖိုးကျန်ရင်ခေါင်းမှာခေါင်းခုခွေးအရာကလေးအတိုင်းကွက်ပြီးထိတ်ကြီးတပြင်းလုံးပြောင်းချော်လို့လေ။နေတဲ့နဲ့ခုတ်ထန်နာကနှီးကျင်ကျင်ဆံမြင်ငုတ်ဆစ်စီကလေးတွေကြဲကြဲပပလောက်ရှိရဲ့ ခေါင်းခုကိုနှစ်ဖူးထိပ်ဘက်ကနောက်ကိုတက်တင်ခဲ့တဲ့အချိန်ဟာထောင်ကနန်းတောင်ကနန်းဆိုတော့ဒီဆွကြောင်းရကြီးကကျုပ်နဲ့ချစ်ထားသလိုပြောင်ကျဉ်တိုင်းပြောင်နေတော့တာပဲဖိုးကြံကိုကြည်လိုက်ရင်ထိပ်ပြောင်ပြောင်ရင်ရှိန်ကြီးလက်စီညိုညင့်ညစ်ကြီးရဲ့ဒိုးကောင်ထက်ရောက်နေတဲ့စပွဲကင်းစာလိုပစိုးတူတူရဲ့ဟာဖိုးကြံရဲ့တင်ကြီးတာပါပဲအကျော်ဆုံးပူပူနွေးနွေးဆိုတဲ့အတန်အောအစီစီကြီးကလည်းဖိုးကြံရဲ့ရာသက်ပံနက်နက်ချိန်ခါတေးတန်တာပါပဲ။ ဖိုးကြံကိုရိုင်းကလည်းမန္တလေးပဲကျော်လို့အစီတပြောင်းပြောင်းကောင်းငင်းငချိတ်အောင်ပေါက်နေတာမျိုးဆိုပါတော့ဖိုးကြံတို့မှာညီကိုနှစ်ယောက်ရှိတယ်သူ့ကိုကိုဟန်ကတော့နာမည်ကိုလိုက်ပြီးဘဝအကျိုးပေးကောင်းလို့မြစ်စိတ်ကန္နာကတင်မောစိတ်မှာထမင်းဆိုင်ကြီးဟီးနေအောင်ဖွင့်ထားနိုင်သူပါကိုဟန်မှာနန်ကက်တိုက်ကလေးရှိတယ်ကာခရရှိကလေးတစ်စီးရှိတယ်ဇနီးကလည်းထဲထဲဝဝတဲကပဲသားသမီးတွေကလည်းခေပညာတတ်တွေဆိုတော့ ိုးကြံနေကတခြားစီပေါ့လေတခြားစီဆိုညီကိုနှစ်ယောက်စကားရဲလို့ဟုတ်တိပတ်တိမပြောတာတော့အတော်ကြပြီအစားတော့ကတော့ဖိုးကြံကအကိုရဲ့ညီရဲ့လို့ကိုဟန်တိုက်ထဲဝင်လိုက်ထွက်လိုက်လှုပ်ပါသေးတယ်။ဒါပေမဲ့သူလာတာကြိုက်ပုံမရတဲ့မကြီးစကားကြောင့်အကိုကိုလည်းခက်စင်းစင်းဖြစ်သွားရတာပါ။ဖိုးကြံနင်ငွေလွင်ပြောတို့စီတော့ခဏခဏမလာခင်းနဲ့နင်ကိုကမပြောပဲမဲ့နင်တိကြရမှာပေါ့။ ဒီမှာကလူပေါင်းစုံထမင်းလာစားနေကြတာနင်းကအကြောပန်းကြီးရွက်ရွက်ပြီးဝင်လာတော့နင့်ကိုလည်းသိခံကြတယ်လူမြင်းတို့လည်းမကောင်းမှုပေါ့ဟာမကြီးရဲ့စကားကိုဖိုးချန်ကအသေးပေါက်မတန်နာတာပါဟိုတော့ကဖိုးချန်ရဲ့အမေဒေါ်စိန်တုံးဆိုတာအကြောသေးကြီးပါဒီပြန်ကြရက်ွက်ကလေးထဲမှာတခြားအကြောဆိုင်ကလေးတွေခင်မထခင်ကလေးကအကြောကြောရောက်ခဲ့တဲ့သူပေါ့လေဖိုးချန်တို့အိမ်ကောင်းရင်ဝင်းထရံကလေးပြီးမှအကြောတဲကလေးထိုးပြီးတော့ အမေတို့ညီကိုလူရန်စီအောင်ထမင်းကျွေးခဲ့တာပါ။မြေကြီးကိုစောင့်နှက်နှက်တူပြီးကျင်းဝတစ်ဖက်ကိုပေါ်ထားတဲ့အမေအကျော်ဘိုးကလေးနဲ့မိုးပြဲတဲ့ကြီးကိုတော့အမေလက်ငုံအဖြစ်အခုထိရှိနေတော့မယ်။မအေးကနေထွက်တဲ့နေဝင် အကျော်ကျော်သူတို့ညီကိုကအကြော်ပန်းတစ်ချက်စီရွက်ပြီးလဲရောင်းခဲ့ရတာက အကြကြီးရဲ့။ဒီတော့ကအကြော်တစ်ခုကို15ပြား၊တစ်ချက်ဖိုး9ခုခေ အကျော်၅ချက်ဖို့ဆိုတိန်လုံးစားကြရတဲ့ကပဲညီကိုနှစ်ယောက်သေးစားရှင်းစားကလေးဖတ်တတ်တော့မဆိုင်တုတ်ကကောက်ခါငင်ကကြောက်နှုတ်လိုက်တယ်။နောက်တော့လူပြိုပေါက်ဖြစ်လာတဲ့အကိုကရှက်လို့အကျော်မရောက်တော့ဘူး။မျက်စိကန်းနာဘက်မှာကြုံရကြပန်းအလုံးလုံးရင်စားနေကြထမင်းတွေရဲ့သမီးမတ်တင်မင်းနဲ့အိမ်အောင်ကြတယ်။ဒီတော့ကမတ်တင်မင်းတို့ကလည်းလမ်းဘေးတဲကလေးတွေက ခရုခရိုင်ထမင်းတွေပါ။အကိုနဲ့အိမ်အောင်ကြပြီးမှ သူတို့ကန်စားတာပါလို့ကြီးဝါလာတော့အောင်မြင့်တာဆိုတဲ့ထမင်းဆိုင်ကြီးဟီဟီထလာခဲ့ကြတာအကျော်တဲ့ဒေါ်စိန်တုတ်သားလမ်းတကာလှည့်ပြီးအကျော်ရောင်းခဲ့တဲ့အကိုမရကအခုဖိုးကြံကို အကျော်ပန်းကြီးရွက်မဝင်ခဲ့နဲ့ဆိုတော့ဖိုးကြံကစိတ်နာတာလည်းပါတယ်စိတ်ပြက်တာလည်းပါတယ်ဘဝချင်းတခြားစီဆိုတော့အနေချင်းကလည်းတခြားစီဖြစ်ရတော့တာပါပဲဖိုးကြံကတော့အမေရဲ့လက်ကသုံးတောင်မွေးဖြစ်နေ အမေတသက်လုံးအကြော်ဖမ်းရွက်ပြီးကျွေးခဲ့တာပါအမေဆုံးတော့အမေအမွေကိုဖိုးကြံကမပြတ်မကွာဆက်ခံခဲ့တယ်သူမိန်းမမခောက်တေးကလည်းရောက်ခမဒေါ်စိန်တုတ်လက်ကြကို၅နှစ်လောက်မှုလိုက်သေးတော့အကျော်နဲ့ပတ်သက်သမျှနီးပညာအကုန်ရလိုက်တဲ့ပြောပါတော့ပဲဝဲတာကအစပဲကြိတ်တာစားဆက်တာစော်တာဖောက်တာ လက်ချိန်စတာအထိဒေါ်စိန်တုတ်လက်ရာအတိုင်းပဲဒီတော့ဒေါ်စိန်တုတ်မရှိတော့ပဲမြင် မြေချင်းမိဖို့ကလေးနဲ့မိုးပြဲတဲ့ကြီးကနှစ်ပေါင်းအစိတ်လောက်ရှိတဲ့အထိနှစ်ပါသွားနေရတော့ဖိုးကြံနဲ့အကျော်ပန်းတွေကလည်းဒီကနေ့အထိဖွားဘက်တော်ဖြစ်လက်တွဲနေရတော့အကျော်ပန်းကစီတွေဝနေတယ်လို့ဖိုးကြံကလည်းစီဝနေတာသာကြည့်တော့ဖိုးကြံတို့မကောက်တေတို့လက်ထက်ရောက်တော့အကျော်ကတစ်ခုကို၅ချက်30ဖြစ်လာပြီရက်ွက်ထဲမှာလည်းအကျော်ဘိုးကလေးတွေကဟိုနာဆူဆူဒီနာဆူဆူအရှူရှူနဲ့ပေါ်လာပြီဒီတော့ဖိုးကြံကလည်း အကျော်ပန်းခေါင်းပေါ်ကချလို့မဖြစ်ပြန်ဘူးကိုတဲကလေးတဲမှာတင်တဲရောင်းနေလို့ကတော့ဘယ်မှာလို့ဖြစ်ပါမလဲဒီတော့အကျော်လှဲ့ရောင်းရင်းနဲ့သူ့ဘဝသူကြောင်းရတာဒီကနေ့အထိပါပဲဖိုးချံကပိတ်ရက်မရှိဘူးနားရက်မရှိဘူးအားရက်ရဲလို့လည်းမရှိဘူးဖိုးချံအကျော်ရောင်းထွက်တော့မယ်ဆိုရင်မကောက်တေးကဒန်ကြိုက်တစ်လုံးနဲ့ထမင်းကလေးကိုအခဲလိုက်ထည့်ပေးလိုက်တယ်ဖိုးချံကအကျော်ရောင်းရင်ဗိုက်စာလာတဲ့အချိန်မှာ တစ်ပင်အရေးကောင်းကောင်းအောက်ဘန်းကိုချထမင်းငယ်ခြေပြီးရှိတဲ့ကြော်နဲ့စားလိုက်တာပဲသူစားတဲ့အချိန်သူကြိုက်တဲ့ကြော်နဲ့သူစားခြင်းတလောက်စားတယ်ညနေစာအိမ်မှာစားတော့လေလင်မယားနဲ့အောင်ကြံတဲ့အကြော်ပဲ့ကလေးနဲ့ထမင်းကလေးစီဆန်းစားဖြိုပြီးစားလိုက်ကြတာပဲသူတို့လင်မယားနေတိုင်းအကြော်နဲ့ကြည့်ထမင်းစားကြတာစိတ်မပြတ်ဘူးလားလို့မေးရင်ဖိုးချန်ကဟင်အင်းနဲ့ကျုပ်တို့တလုံးအကြော်နဲ့ပဲထမင်းစားလာရတာဆိုတော့ ဟင်းနဲ့ဘာနဲ့ဆိုထမင်းမစားတတ်တော့ဘူးဗျတခါတလေသူများတွေထမင်းဝိုင်းကဟင်းတွေကိုကြည့်ပြီးကြုတ်ဖြင်းအော်ကလီတောင်ဆန့်ကျင်နေလူတွေများအကြော်ရှိတာမစားကြပဲနဲ့ဟင်းများချက်စားရတယ်လို့အံ့ရောတကယ်လဲသူ့ဘဝတစ်လျှောက်လုံးဘာသားငါမှမစားခဲ့ဘူးတာအမှန်ပဲသားနဲ့ငါးနဲ့များဝေးရာကရှောင်းဆိုသလိုနေခဲ့တာထတော့သူတကစားတောင်းနေတာတော့သူ့စိတ်ထဲအကုသို့အများရန်ကောလို့တွေးမိနေတဲ့တာပါ ဖိုးကြံရေလောင်းဟေးလို့များခေါ်လိုက်လို့ကတော့ဖိုးကြံတို့ကအရေးကောင်းကောင်းနေရာကောင်းကောင်းမှာဘန်းကိုကြကြနာနာချတဲ့ပြီးပေပေနေနေထိုင်ချလိုက်တော့တာပဲသူ့ဖောက်သည်တွေနဲ့တွေ့တိုင်းရောက်တဲ့ရာရာစကားတွေပြောတာကလည်းဖိုးကြံကျင်းမှာလူတွေကလည်းဖိုးကြံလာရင်တရင်ဆောင်ကြားရလို့တခါတလေအကြောမွေးခြင်းလဲအကြောဘန်းနာဝိုင်းလာကြတော့တာပဲလေကြောတဲ့လူကတော့မိမပိုင်းကတော့အရှုံးပေးရတဲ့ဖိုးကြံကို ။သတင်းတွေကလည်းစုံနေအရှိအနောက်တောင်မြောက်ရွာရိုးကိုပေါသတင်းတွေမှလား။ကောင်းမရဲ့ရေစိမ့်မှာထင်းခွဲလေးရောက်နေတယ်။ထင်းစည်းတွေလည်းပါတယ်။အင်ဂျင်သားတွေများရဲလို့မိတောက်လိုက်မယ်အမျိုးတော့။တစည်းဘလောက်တယ်လဲ။အစိတ်ဆိုလားပဲ။အစည်းကြီးတွေကတနေရင်ရှိရလားဟဲ့။ဟောတယ်လို့ရှိတယ်။ဖိုးကြံကပါဇက်ကလည်းပြောရင်လက်နှစ်ဖက်ကိုဝိုင်းပြတယ်။ကြည့်တဲ့သူကဟုတ်ပါမလားဆိုတဲ့အကြည့်မျိုးနဲ့ကြည့်လိုက်ရင်တော့ ဖိုးချန်ကလက်တဖြည်းဖြည်းကားထားရာကကြုံဝင်သွားတဲ့တဲ့ပြောရအောင်မေမိထေးရဲ့တန်းလာအောင်ညှိကြပြီလားဟင်မကြရသေးဘူးဟုတ်လားကဲငါအကြောပန်းချပေးဦးငါပြောပြမယ်ဒီမေတန်းလာကလေတန်ရီကျိုးတဲ့မြတောင်းနေတဲ့မြတောင်းမေကဒါကိုကြတော့ပားရိုက်မယ်နားရိုက်မယ်တဲ့အဲ့ဒီလိုအတင်းဖင်းကလေးတွေကလည်းကြားညက်တက်သေးတာပဲအကြီးတင်အကြော်ရိုးမလားအမေ မြေးတွေနဲ့ပွက်လောရိုက်နေတာပါပဲလားဘူပေါင်းမရလို့ဟုတ်လားဒါများမတည်ညွန့်အင်းဆိုင်သွားဝဲချီတလုံးတစ်ချက်တဲ့ကောင်းတာဆိုတာကတော့လေးမှုတ်ကြီးမှတိမှာပေါ့ဆိုရာမျိုးလမ်းညွန်နာတွေလည်းပါရဲ့ကိုအေးဘဲတော့ကိုတင်ဆောင်စီသွားမလို့ဟုတ်လားဒီမဲကိုတင်ဆောင်မရှိဘူးမြို့တက်သွားတယ်ကြုံနေခုရင်လမ်းမှာရှောင်းလာတာအပေါ့ဆုံနဲ့ဖိုးကြံကို လူတွေကအကြောစားရုံတသက်မဟုတ်ပါဘူး စကားစုံကြားဖို့လဲမျှော်ရက်ကြတယ်။ဒါပေမဲ့ဖိုးကြံကအချိန်မမှန်နဲ့ရထားလို့ပဲ။သူလာခြင်းနဲ့အချိန်လာပြီးမလာခြင်းနဲ့နေကြမလာပြန်မှုမုံလား။တခါတလေနှစ်ရက်သုံးရက်လောက်ထိမလာလို့လူတွေက သူ့ကိုမေးရင် မျက်နှာပြောင်းတင်းတင်းကြီးကို ဝင်းသွားအောင်ရည်ရင်းကဖြေတတ်တယ်။ဘယ်လာနိုင်မှမလဲအေး။ရွှေတိုးကုန်းရက်ထဲတိမ်တန်ဝင်စပွဲရှိတယ်လေ။အဲ့ဒီတော့ရောက်နေတာလေ။ဒီရင်ရက်ကမလာနိုင်ဆို ရေစိတ်မှာသင်းမောတွေကုန်တင်ရှိတယ်။ပြေးရောက်နေရတာလေ။ရောင်းကောင်းချက်တော့သင်းမောမနက်ကထွက်သွားပြီ။အဲ့တဟာကြောင့်အခုမှညီတို့ရဲ့ရောက်တာ။ကဲကြုံလုံးဝဲဆောင်ကံကောင်းနေမှတ်။အကျော်ပန်းကြီးနဲ့သူရောက်မလာနိုင်တာကိုပဲအကြောင်းပြချက်ကလေးတွေနဲ့ဖိုးချန်ကငငယ်ကလေးကဈေးရောက်လာတဲ့သူမို့လားတော့မသိဘူး။သူ့လေတန်းနဲ့သူ့ဟန်ပန်ကယောက်ျားတယောက်နဲ့မတူဘူး။ မိန်းမတယောက်လိုခြေတို့လက်တို့ပြောတတ်တာတွေက သူ့ကျင်လို့ဖြစ်နေပြီ။ဘာပဲဖြစ်ဖြစ် ဖိုးကြံဘွားကတော့အေးအေးဆေးဆေးပါပဲ။အကျော်ရောင်ပြန်လာရင် ဖိုးကြံကတရေတမောအိမ်မင်းမကောက်တေးကဇေးသွားဝယ်မင်းဖိုးကြံအိယာနိုးတော့ထင်းခွေမကောက်တေးကပဲကြိတ်တယ်။မနဲ့အကျော်ကျော်ဖို့လှီကြဖြက်ကြတင်ကြဖြင်ကြရည်။ပြီးရင်ရေမိုးချိုထမင်းစားတကားတော့ခတ်ပြီးဗီဒီယိုယုံပြီးတော့တာပဲ။ ဗီဒီယိုပြီးလို့ပြန်လာရင်တရေတမောအိတ်တယ်။နှာရည်ပြန်နှစ်ချက်တန်းချောင်းခောက်တန်းကြရင်နှစ်ယောက်သားအိယာနိုးကြပြီ။ဖိုးကြံကမိမွေးတယ်။မကောက်တေးကပဲနှစ်တွေးဆက်ကဟက်ကဖြော်တယ်။စီပူလာရင်ပဲမုံညက်ကလေးတွေ လုံးတန်လုံးပြားတန်ပြားထဲတယ်။ဖိုးကြံကအပေါက်ကလေးတွေပါတဲ့ခေါနဲ့ကြက်လာတဲ့အကြောကိုဆဲတယ်။စီစစ်ထားတယ်။မနက်6နာရီထိုးတော့မကောက်တေးကအကြောပန်းပြင်ပေးတယ်။ဖိုးကြံကအကြောရောင်းထွက်တယ်။ ဒီလိုပုံစံကိုနေ့စဉ်လုပ်နေခဲ့ကြတာနှစ်ပေါင်းဘလောက်ကြာကြာဘာတစ်ခုမှပြောင်းလဲသွားတယ်မရှိဘူးတော့ကိုအစာရင်ပေါက်လို့ဆိုလားစေးရုံတင်ထရရတဲ့ဟေးဘသူပြောတာတော့ဟာကောင်းလေးတယောက်လာပြောတာပဲအကျော်ရောင်းပြန်လာတဲ့ဖိုးကြံကိုမကောက်တေးကရင်ဘတ်စောင့်တောင်းလိုက်တယ်လို့စီပြောတယ်ဖိုးကြံလည်းအမောတော်မဖြေရသေးဘူးစေးရုံကိုပြေးဖို့ခြေလှမ်းရတော့တာပေါ့လေဝေးနေပေမဲ့သွေးကရှိသေးတာကို တကပေါက်ရောက်ခါနေမှမကြီးမျက်နှာကြီးဘွားကနေပေါ်လာပြီးသူစိတ်ယုံလိုက်သွားလို့ကြိုက်မှကြိုက်ပါမလားလို့တွေးပြန်အောင်တွေးလိုက်မိသေးတယ်။ရေလေးမိုးလေးချိုးသွားအောင်ကိုဖို့ကြံတော်ကြာတော့မကြီးတထေးမကမျက်စောင်းထိုးလွတ်လိုက်အောင်မေ။ဩအီအီမကောက်တေးတရိပ်ပေးလိုက်မှာပဲ။သူခါဘော်ကချွေးစော်နန်းနေတဲ့ရှိင်းကြီးလက်စီညွညွညစ်ကြီးကို ချွတ်တယ်ပြီးချိုးတယ်။သူ့ဝယ်စားသုံးလေးတဲ့ကအကောင်းဆုံးလို့ထင်ရတာကလေးကိုရွေးဝယ်လိုက်တယ်။ ကိုဖိုးကျန်တော်ဆေးုံကပြန်ဈေးဝင်ခဲ့ပါလားလမ်းကြုံသားပဲကျုပ်တက်တက်မသွားတော့ဘူးဒီမှာဈေးစင်းဆာရွက်နဲ့ပတ်စံအိတ်ထောင်နဲ့တတိချာချာထဲ့နော်ဗတ်စကားပေါ်ကပိုင်းနိုင်ခမ်းရအောင်မယ်မကောက်တေးပေးလိုက်တဲ့ပတ်စံနဲ့ဈေးစင်းဆာရွက်ကိုအိတ်ထောင်နဲ့ထည့်ပြီးခတ်တုတ်တုတ်ပဲကားကိတ်ဖတ်ထွက်ခဲ့တယ်သူ့မှာအကိုသေးရှင်ရေးကိစ္စသွားရတာတော့မတင်မီကဲ့ရဲ့မှာဆိုလို့တန့်စင်ဝစ်စားပြီးမှသွားရတာကိုလည်း ဘလို့မှမအောင်မနိုင်ပါဘူးအမေနဲ့အတူနေခဲ့ရတော့ကညီကိုနှစ်ယောက်ရဲ့ကလေးဘွားကိုပဲရင်ထဲအောင်မလာခဲ့တယ်နေပူဆက်ခါတဲ့အကြောပန်းကြီးနဲ့သူ့ကိုမောင်ဟန်ကိုမျက်စီတည်းမြင်လို့ တ်တင်မေမတ်တင်မေစေးရုံဝင်တဲ့အရောက်ကားပေါ်တက်တော်မဲ့မတ်တင်မေကိုသူ့အပြေးလှန့်ခေါ်လိုက်တယ်မတ်တင်မေက ဖိုးကြံကိုခြေစုံခေါင်းစုံကြည့်ရင်ဒီတခါအကြောပန်းကြီးပါမလားပဲတတရရရဖြစ်နေတဲ့ဖိုးကြံကိုနည်းနည်းတော့ကျင်းနဲ့သွားပုံမေနင့်ကိုမနေညာကဘိုက်ခွဲရတယ်တတသွားပါပြီဟောဟိုလေကားကနေတက်သွားဘဲဘဲချမ်းကအရှိန်အောင်တန်းနေရခံတွေ့လားအေးအဲ့ဒီကြာရှာကြည့်နင့်ကိုမှိန်နေတာ စကားသိမ့်မပြောနဲ့ကြားလား ဟုတ်ကဲ့ပါဖိုးချန်အတန်းကဆောင်းဆောင်းအောင်းအောင်နိုင်သွားတယ်လို့ပဲအရေးတဲများအကိုနဲ့စကားသိမပြောနဲ့လို့မှားသွားတယ်မကြီးဖြစ်သူကိုမြင်ပြင်းကတားလဲပါမှာပေါ့စေယုံကန်းနဲ့ရောက်တော့အကိုကိုကြမ်းကြမ်းမာမာတွေးလိုက်ရတော့မှရင်ထဲကအလုံးကြီးကျသွားတော့တယ်ညီကိုနှစ်ယောက်တွေးကြတော့နှစ်ယောက်စလုံးမလုံးမလဲမျက်နှာတွေနဲ့ဖိုးချန်လာလိအကိုဘေးမှာဝင်ထိုင်ရင်လက်ကလေးဆုပ်ပေးရမလို့လို့ ခြေကလေးနေပေးရမလို့လို့ဖြစ်နေတဲ့ဖိုးချံကိုအကို့သမီးကမျက်စောင်းလှမ်းထိုးတယ်။သမီးညီဦးလေးလာတော့အပြင်ခဏသွားကြင်သွားလေ။အဖေသက်သာပါတယ်။အကို့သမီးကဖိုးချံကိုစကားတလုံးမှ မပြောဘဲအပြင်ထွက်သွားတယ်။ဖိုးချံကတော့အကို့မျက်နှာအကို့တန်ရောစင်ကြောင့်သာလာရတာပါ။ဒီလိုမျက်နှာပေးတွေကိုမမြင်ကျင်တာလည်းပါတယ်။ငါလည်းကြကြချင်းလိုက်လာတာပဲကို။မင်းကဘယ်နဲ့လဲသက်သာရဲ့လား။ ဖိုးချံကိုနှစ်ပေါင်းများစွာအဖက်မလုပ်ခဲ့မိတဲ့အတွက်ကိုဟန်ကတော့သူ့လိပ်ပြာသူမလုံးကျင်တယ်လို့ပဲကိုညီလေးရဲ့လို့တကားမှလူရှိသူရှိတိတ်ထင်တင်မပြဘူးပဲသူစေယုံတတကိုအမောတကောလာမေးရှာတဲ့ညီလေးရဲ့မျက်နာပေါ်ကချွေးဆက်ကလေးတွေက သူ့ပေါ်ထားတဲ့မေတ္တာဇက်တွေလို့ထင်လာတယ်။ငငယ်ကနေဖူးစကားဘွားတွေကို မြင်ရောင်နဲ့တူပါရဲ့။လူမာကငိုတယ်။နားလို့လား။ငါဘာလို့ပြီးရမလဲ။ ဒီချိန်မှာဖိုးချံဟာသူ့ဘာခိုင်ခိုင်လှုပ်ပေးမယ်ဆိုတာကိုဟန်သိပြီးသားပါ။မျက်ရည်တွေကျနေတာကို ထိမ့်လိုက်ပြီးဖိုးချံအကြောင်းကိုပဲမေးနေမိတယ်။ဖိုးချံကတော့ဘာမှမပြောင်းလဲတဲ့သူ့ဘဝကိုအစမ်းလုံးမေးနေတဲ့အကိုကိုတန်တော်ငေးလို့သူ့ဘဝလောက်ရိုးစင်တာသူ့ဘဝပဲရှိတာမဟုတ်လား။မင်းဘာနဲ့လာရလဲဖိုးချံ။ဘာစကားနဲ့လဲ။အော်အေးအေးရော့မင်းလမ်းစီယူသွား။ ။အကိုလို့သူကခေါင်းဘေးမှာချထားတဲ့တရေအကြီးရဲကတထောင်နံတွေထုတ်ပြီးတော့ဖိုးကြံကပြပြတလဲညင်းလိုက်တယ်။အကိုကဇွတ်ပြီးတော့ဖိုးကြံကသူ့အိမ်ထောင်ထဲလက်နှိုက်လိုက်တယ်။ငါမှပါပါတယ်ကို။ငါကြော်ရောင်းတာငါတို့လည်းမင်းကစားလောက်တယ်။ဒီမှာတွေ့လား။ဒါကဈေးဝယ်ဖို့ငါထည့်လာတာ။အင်းကစုဘူးတန်ပုံးကြီးလည်းပြည့်တော်မယ်။ငါအတွက်ငွေမလိုဘူးအကိုရ။ဖိုးကြံကတမင်ကြွားကြံလို့မဟုတ်ပါဘူး။သူ့မှာချောင်းလဲတဲ့အကြောင်း နာမကျန်းဖြစ်နေတဲ့အကိုစိတ်ချမ်းသာစေချင်တာနဲ့ပဲသူ့ဧထောင်ထဲကငွေတွေကိုထုတ်ပြလိုက်တာပါဒါပါပဲစကားတွေကတခြားအကြောင်းအရာတွေပဲရောက်သွားတယ်သူ့အကြောင်းကို့အကြောင်းတော်တော်ကလေးပြောပြကြတယ်ဖိုးချန်ကစကားသိမ့်ပြီးထိုင်ရကထားလိုက်တယ်မကြီးလို့သူမလာခင် ပြင်ကျင်တယ်ထင်ပါရဲ့ပြီးတော့အကိုကိုနှုတ်ဆက်ပြီးပေါ့ပေါ့ပါပါပဲဆေးရုံဝင်းထဲကထွက်ခဲ့တယ်ဖိုးချန်ပြန်သွားတော့ကိုဟန်တယောက်သူ့ရဲ့ငယ်ဘဝစီပြန်ရောက်သွားတယ် ငငယ်တော့ကအမေရဲ့သူ့ရဲ့ဖိုးတန်ရဲ့ကုပစ်ကြီးတစ်ချက်ပေါ်မှာခြေနောက်မပါဆောင်းမပါ လေတဖြူဖြူချာမှအိတ်ခဲကြပုံတွင်ညီကိုနှစ်ယောက်အကြော်ရောင်းထွက်ရင်အကြော်ပန်းတွေဖေးချပြီးတရေခွင်းပြစ်ခဲကြပုံတွင် အမေကျွေးတဲ့ထမင်းချမ်းနဲ့ဘေးအကြော်ကို ဟင်းကောင်းလုပ်ခဲ့ရပုံတွင် အခုထိအကြော်ပန်းတစ်ချက် ထုတ်တချောင်းနဲ့အယူကြီးတယောက်လိုသွာလာနေတဲ့ဖိုးတန်ရဲ့ပုံရိပ်တွေအမေမရှိတော့တဲ့နောက် တောင်းတောင်းတတာရှိတဲ့အကိုတယောက်အနေနဲ့ညီလေးပေါ်မှာ သူတာဝန်မဲ့ခဲ့ပုံတွေတွေ့ရင်တွေ့ရင်နဲ့မျက်ရည်တွေက လိမ့်စင်ကြလာပြန်နေမျက်ရည်တွေတုပ်ဖို့အိယာဘေးကြနေတဲ့သူ့လက်ကင်ဘွားကိုဆန်လိုက်တော့တကယ်ကင်မိတာကဆာရွက်ခောက်ကလေးဖိုးကြံအိတ်ထောင်ထဲကကြကြံရိတ်ခဲတာပဲဖြစ်မင်းကိုဟန်ကဆာရွက်ခောက်ကလေးကိုဖြန့်ပြီးဖတ်လိုက်တယ်ခဲရန်ကိုတရွေးဆုပ်ပြီးရေးထားတဲ့ဖိုးကြံရဲ့ဈေးစင်းရင်ဆာရွက်ပါ ကလဘဲဆန်တစ်ချက်မပဲတစ်ချက်ပြီးကြက်တော်နီတစ်ချက်50ပြားအကျော်စီနှစ်ချက်ဆော်ဒါတစ်ထုပ်စာတစ်ချက်ကော်ညီမုံမုံတပြီဖိုးချံရဲ့မိမမကောက်တေးရဲ့တပ်ပုံမမှန်လက်ရည်မညီမညာနဲ့ရေးထားတဲ့တနေ့တာစီစဉ်ဒီစီရင်တွေကို ဖိုးချံမှဖတ်တတ်မှာပဲကိုဟန်ကသဘောကျသလိုတစ်ချက်ပြုံရင်က သူနေ့စဉ်ရေးရေးပေးနေတဲ့ဈေးစင်းတွေကိုမျက်စီတဲ့ဖြက်ခနဲ့မြင်မိသွားတယ်။ကြည်စံသူ့ဈေးစင်းနဲ့ငါဈေးစင်းကြက်သားဝက်သားအမဲသားဘဲသားစိတ်သားငါတနေ့တနေ့သူဟာတရိတ်ဆန်တွေရဲ့အသားစင်းတွေကိုမနှံမိုးလင်းနာနဲ့ကောက်ရည်နေရပြီ။သူတို့ဘာအသက်တွေကိုတတ်ဖို့သူအမိန်ထုတ်ပြန်နေရပြီ။ကြက်သားနဲ့ငါဆိုရင် အရှင်နေဝဲလောင်ထားရတာတွေတောင်ရှိသည် ရင်နွေးဆူဆူတဲ့ထိုးနှင်းလိုက်ရတဲ့လဲလီပီးသားချက်တွေအုတ်ရေကန်တွေကဆက်ခနဲဆဲယူပြီးမရှင်းတရှင်းအကြေးလှန်ထိုးလိုက်ရတဲ့ငါးတွေဒီဟင်းတွေကို မင်းရေရှက်ရေလာစားတောက်ကြတဲ့လူတွေမနက်တိုင်းကောင်တာထိုင်ရင်ရေးရေးပေးနေရတဲ့ဈေးစင်းတွေဟာအခုတို့ချလန်စာရွက်တွေများလားလို့တော့သူအောင်းမေးမိလာတယ်ပြီးတော့သူ့လိုပဲတနေ့တနေ့လူတွေဟာဒီလိုချလန်စာရွက်တွေ ဘလောင်များများရေးနေကြသလဲကိုဘွားအတွက်တနေ့တာဈေးစင်းတွေကိုရောစရင်စင်မိကြရဲ့လားကိုဟန်ဟာတွေးရင်တွေးရင်နဲ့ပဲစက်သိမ်းမွေးညင်ထလာတော့တယ်ပြီးတော့ဖိုးကြံကိုလည်းမျက်စီတွေမြင်အောင်လာမိတယ်ဖိုးကြံကတော့ဈေးထဲရောက်လာပြီဈေးစင်းဆာရွက်ကလေးရှာနေလောက်ပြီဒါပေမဲ့သူအလို့ရနေမှာပါလေပဲရဲ့ကောက်ညင်းရဲ့စီရဲ့စစ်တုံရဲ့ကလွဲရင် ဘာပါတာမှန်လို့။အော်ဖိုးကြံမင်းကမှတကယ်လူချမ်းသာအစစ်ဟ။ဖိုးကြံကတော့ဆေးရုံကအပြန်ဖောက်တဲ့ဈေးဆိုင်ကိုဝင်နေ။ဈေးစီရင်ဆိုင်ရွက်ကလေးရှာမတွေ့တော့ပင်မဲ့သူ့မှတ်မိပါရဲ့။ဈေးဝယ်ပြီးတော့အထုပ်ကြီးထမ်းလို့ကားပေါ်ပြေးတက်တယ်။မကောက်တီးမျော်ရော်မယ်လေ။ င်ခင်2ပန်မဂဇင်းအမှတ်3ခုနှစ်နားဆင်ပေးကြတာအားလုံးကိုကျေးဇူးတင်ပါတယ်ရှင်ကျမတို့နောက်ထပ် audio book မှာပြန်ဆုံကြမယ်နော်ကောင်းသော နေ့လေးဖြစ်ပါစေရှင်